ရန်ကုန်မီဒီယာကနေတင်ဆက်မဲ့သတင်းကတော့ AI စူပါကွန်ပျူတာ Nvidia ထုတ်လုပ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ Nvidia ကုမ္ပဏီရဲ့ CEO ဂျန်ဟွန်ကတရုတ်တိုင်းပြည်ရဲ့ပထမဆုံး AI စူပါကွန်ပျူတာထုတ်လုပ်ဖို့အတွက်ဤပညာလုပ်ငန်းကြီးတွေဖြစ်တဲ့ Foxconn TSMC တို့နဲ့အတူတူပူးပေါင်းလုပ်မယ်လို့ထိတ်တန်းစီမီကွန်ဒက်တာ chips ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေစုဝေးရောက်ရှိနေတဲ့တရုတ်တိုင်းပြည်ရဲ့အကြီးဆုံးဤပညာပြပွဲမှာဂျန်ဟွန်ကပြောကြားခဲ့ကြောင်းသိရပါဗျာ။ ဒီလိုလို့တာက AI အခြေခံအစအုံတွေနဲ့ AI စနစ်အဖွံ့ဖြိုးတိုးတက်ဖို့နဲ့ AI နဲ့ပတ်သက်တဲ့ပြဿနာတွေကိုမြင်မြန်ဆန်းဆန်းဖြေရှင်းနိုင်မှုဖြစ်ပြီး တရုတ်တိုင်းပြည်မှာကဘာအစဉ် AI အခြေခံအစားအုံတွေရှိဖို့ကလည်းတိတ်ကိုအရေးကြီးတယ်လို့လည်းကြံဟုံကပြောကြားကြောင်းသိရပါတယ်။တရုတ်တိုင်းပြည်ဟာကဘာပေါ်မှာအစဉ်အမြင့်ဆုံး chips ပြားတွေကိုအများဆုံးထုတ်လုပ်ပါတယ်။ထုတ်လုပ်တဲ့အထက်မှာအစွမ်းအထက်ဆုံး AI ကိုအသုံးချပြီးသုတေသနတွေလုပ်တဲ့နေရာမှာလိုအပ်တဲ့ပစ္စည်းတွေကိုပါထုတ်လုပ်နေတာဖြစ်ကြောင်းသိရပါတယ်ရှင်။